ချင်းပြည်နယ်ပလန်းမျိုးကစစ်ကောင်စီရဲ့ချီလင်တရင်ခလာယာ268ကိုတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးတဲ့နောက်ပလန်းမျိုးတစ်မျိုးလုံးကိုချင်းပြည်တော်အဖွဲ့ချင်းဘရာသာဟုကထိန်းချုပ်နိုင်ခဲ့ပြီလို့သိရပါဗျ။ဧပြီလ9ရက်နေ့နံနက်ပိုင်းမှာသိမ်းပိုက်လိုက်တာလို့သိရပြီးအသေးစိတ်အခြေအနေတွေကိုတော့ထုတ်ဖော်ပြောကြားတာမရှိသေးပါဘူး။အခုနောက်ဆုံးကြံတဲ့ခလာယာ268စခန်းကုန်းကိုဒီမနက်ပိုင်းမှာရတာပါ။လက်တလုံးမှာတော့မြေပြင်ရှင်းလင်းရေးတွေလုပ်နေတုန်းပဲရှိပါသေးတယ်။စက္ကဆ၄ချောင်းနေနဲ့လာကြည့်နေတုန်းပဲရှိသေးတယ်။ အသေးစိတ်ကိုတော့အများကြီးပြောလို့မရသေးပါဘူးအချိန်တိုင်တော့ထုတ်ပြန်လာမှာပါဖလန်းမျိုးကိုဒိမ့်မဲ့ရရှိဖို့2024နိုဝင်ဘာလကစတင်ကဝိုင်းဘက်ပိတ်ဆိုပြီးရိတ်ကလမ်းကြောင်းတွေကိုဖျက်တောက်ထားတာပါစစ်ကောင်စီကတော့ခလာယာ268နဲ့ဖလန်းမျိုးမကြဖို့အတွက်လေကြောင်းတိုက်ခိုက်မှုတွေနဲ့ခုခံကာကွယ်ခဲ့တဲ့အတွက်ဖလန်းမျိုးဒိမ့်တိုက်ပွဲကအချိန်ကြာပြီးခက်ခဲခဲ့တယ်လို့ဒီပြေအခြေအနေသိရှိသူတွေကပြောပြပါဗျာ။ဖလန်းမျိုးဟာချင်းပြည်နယ်ရဲ့ဒုတိယမျိုးတော်ဖြစ်ပြီးတော့ စစ်ကောင်စီအတွက်စီးအီးရအချက်ချာကြတဲ့မျိုးဖြစ်တယ်လို့စီးအီးလေလာသုံးသက်သူတွေကဆိုကြပါတယ်။ဖလန်းဟာကျွန်တော်တို့ဒီဓာကဆာကလေးနဲ့ကျွန်တော်တို့ဒီအခြေချစစ်ဖြူဟာဟာခါစစ်ဖြူဟာကိုအဓိကဆက်တော်ရေးလမ်းကြောင်းပေါ်မှာရှိတယ်ပေါ့နော်။အဲ့တော့ဒီကျွန်တော်တို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်ထဲမှာအကြီးဆုံးဒုတိယအကြီးဆုံးဖြစ်တဲ့ကလေးပေါ့နော်ဒေသကုကဲမှုစစ်ဌာနချုပ်နဲ့အဲကျွန်တော်တို့မျိုးတော်ဟာခါနဲ့ဟာလုံးဝအဆက်အသွယ်ပြတ်သွားပြီဖြစ်တယ်။အဆက်အသွယ်မြေပြင်ပေါ့နော်မြေပြင်အဆက်အသွယ်လုံးဝပြတ်သွားပြီဖြစ်တယ်။အဲ့တော့ ို့တော်ဟာခါဘူပါချင်းချောင်းနိုင်တဲ့အနေထားမျိုးကိုရောက်လာပြီပေါ့နော်အဲ့တော့စစ်ကောင်စီကသူ့ရဲ့နောက်ထပ်စစ်ဗျူဟာတစ်ခုကြမလားအဲဒါမှမဟုတ်ရင်ဒေတာကိုကဲစစ်ဌာနချုပ်တစ်ခုကြတော့မလားဆိုတဲ့အနေထားမျိုးထိဒါရောက်သွားပြီဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ဖလန်းနဲ့မင်းတပ်မျိုးကိုတင်ပတ်ရရှိဖို့ချင်းကြီးနောင်စစ်စင်ရေး Operation CB ဖြစ်တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကနိုဝင်ဘာလ9ရက်နေ့မှာကြံပြိုင်နဲ့စတင်ခဲ့တာဖြစ်ပါတယ် နှမျိုးလုံးကစစ်ကောင်စီတက်ဆွဲထားတဲ့တက်စကန်ကုန်းတွေရဲတပ်ဖွဲ့ယုံတွေအထွေထွေအုပ်ချုပ်ရေးမှုယုံတွေနဲ့စစ်ကောင်စီလက်အောက်မှာရှိနေတဲ့အစိုးရအဆောက်အအုံတွေကိုဒီဇင်ဘာလအတွင်းမှာ90ရာခိုင်နှုန်းလောက်ထိန်းချုပ်ထားနိုင်ခဲ့တယ်လို့ CV ကထုတ်ပြန်ထားပါတယ်။မင်းတပ်မျိုးကိုချင်းကြီးအောင်တပ်ဖွဲ့တွေကဒီဇင်ဘာလ22ရက်နေ့မှာတင်ပိုက်ခဲ့ပြီးဖြစ်ပါတယ်။အခုဖလန်းမျိုးကိုတင်ပိုက်လိုက်တဲ့ချင်းကြီးအောင်အဖွဲ့ဟာချင်းမျိုးသားကောင်စီမင်းတပ်ချင်းမျိုးသားအဖွဲ့ချုပ် CNO ဇိုမီဖက်ဒရယ်အစည်းအရုံး ZFU ချင်းကာကွယ်ရေးတပ်ကံပက်လက်ချင်းပြည်ကာကွယ်ရေးတပ်မတူပီတပ်မဟာတပ်နဲ့မရာနေမြေအုပ်ချုပ်ရေးကောင်စီ MDC တို့နဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်